ဖုန်းရဲ့ WeChat ကိုကျွန်တော်ဒီကဖုန်းကိုကြောင်းမှာပေါ့နော်အဲ့တော့ဒီကဖုန်းကိုကြောင်းမှာဆိုရင်အဲသူ့ရဲ့ဖုန်းနံပါတ်နဲ့ password ဒါမှမဟုတ် hair friend ကိုဘာညာအကုန်လုံးသိဖို့တော့လိုတော့ပေါ့နော်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်နဲ့ password ထည့်တော့ကျွန်တော်ဒီဘက်ကိုရွှေ့မှာပေါ့နော်ဒီကျွန်တော် login နဲ့ login နဲ့ပြီးဒီမှာမြန်မာရေးမယ်ဖုန်းနံပါတ်ထည့်မယ်အဲ့တော့ဒီဘက်ကဖုန်းနံပါတ်နဲ့ကျွန်တော်အကောင့်ပြောင်းရတယ်ပေါ့နော် ပြီးကျွန်တော် password ရိုက်မှာပေါ့နော်ဒီအကောင့်ရဲ့ password အဲ password ထည့်လိုက်ပါပြီဆက်ပြီးဝင်လိုက်ပြီอืมအဲ့ဒီမှာကျွန်တော် slice ဆွဲအမ်ဒီကောင်းမှာကတငယ်ချင်းတွေပါမရှိရတော့သူက hair front ကိုမပေါ့အဆမ်းမကုန်းနဲ့ဝင်လို့ရမယ် origin နဲ့တပိုင်းနဲ့ဝင်လို့အဆမ်းမကုန်းနဲ့ဝင်မှာဆိုတော့ကျွန်တော် VPN မလုပ်ဘူးပေါ့နော်သူ့ရဲ့ single ကို message ချပြီးတော့ဝင်တယ်ဆိုတော့ကျွန်တော်အဆမ်းမကုန်းနဲ့ဝင်ထားတာကျွန်တော်သင်ပေးထားတယ်နော်အဲ့တော့ဒီမှာကျွန်တော်က ကျူဟာပေါ်လိုက်မယ်။အဲဒီကျူဟာပေါ်လာပြီ။ဒီကျူဟာပေါ်လာပြီဆိုရင်ကျွန်တော်ဒီဘက်ကအကောင်နဲ့စကန်ဖတ်မယ်။စကန်ဘယ်နေရာဖတ်ရလဲဆိုတော့ဒီမှာပေါင်းလေးနှိပ်လိုက်။ဒီမှာဒီစကန်လေးကိုနှိပ်လိုက်။အဲစကန်လေးကိုနှိပ်ပြီးတော့အိုက်ကစကန်နဲ့ဒီကျူဟာကိုဖတ်လိုက်ပါတော့။အဲ့တော့ဒီကျူဟာကိုဖတ်မယ်ဆိုရင်ဒီအကောင်ကလည်း VPN ခံရမယ်။ဖတ်မဲ့သူကလည်း VPN ခံရမယ်။ VPN ဖတ် VPN ခံမှာ စကန်ဖတ်လို့ရစကန်ဖတ်ပြီးတော့ဆိုတော့ကျွန်တော်ဒီမှာ login ဆိုပြီးပေါ်လာမယ်ဒီဘက်ကလည်းဒီဘက်ကလည်းဟိုမှာဟိုဒီ login ဝင်ဖို့အတွက်ဟိုအစားလေးပေါ်လာအကြိုင်ဒီမှာအစိမ့်အောင်လေးပေါ်လာတက်တက်ဆိုနှိမ့်လိုက်ဒီဘက်ကခွင့်ပြုလို့ဒီဘက်ကနေနှိမ့်လိုက်နှိမ့်လိုက်အကောင်ဝင်သွားပြီဒါဒီဘက်ဖုန်းကနေဒီဘက်ဖုန်းကိုပြောင်းတာကျွန်တော်ကတော့ဒီဘက်ဖုန်းနဲ့မပြောင်းဘူးတဲ့အတွက်ကျွန်တော်ဒီမှာရှင်းလိုက်ပါပြီเนาะကျေးဇူးပါ